Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 megahertz at 8:30 a.m. and 25 meter 11.94 megahertz at 8:30 p.m. Myanmar Standard Time. င်္ဂလာပါရှင်။မြို့သားညီညွတ်ရေးအစိုးရရဲ့အတံလွတ်ဌာနရေဒီယို NUG ကိုမန္တလေး၈နိုင်ခွဲမှာလိုင်းတူ60မီတာ19.3မှ90 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ95မီတာ17.3မှ90 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နိုင်ပါပြီရှင်။မင်္ဂလာအပေါင်းနဲ့ကြည့်ဆောင်ကြပါစေ။အခုချိန်ကစပြီး Radio NUG Season 2ရိုက်ရိုက်အတံလွှင့်ပေးနေပါပြီ။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝပြီးဆရာနာရှင်ဘေးရနေကင်းဝေးပြီးကို စိတ်နှပါးကြမ်းမလို့ချုံဘေးကင်းကြပါစေလို့ဗီဒီယိုအန်ယူဂျီအဖွဲ့သူအဖွဲ့သားများကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်အခုချိန်ကစပြီးရေဒီယိုအန်ယူဂျီရဲ့စိတ်ရေးသတင်းကောင်းနှုတ်ချက်ကိုຫນွေဦးနိုင်ကဖတ်ကြားတင်ပြပေးပါမယ်ရှင် မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ် April 10ရက်နေ့မနက်ပိုင်း Radio NUG စီးရီးသတင်းများကိုတင်ပြပေးပါရမီကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုတ်အနေနဲ့10 20ခွန်ဆက်စင်ရေးကာလအတွင်းပျက်စီးခဲ့တဲ့လာရှုကနေအိမ်များအတွက် MNDAA ကတိုက်အိမ်လင်း7350ပြည့်တဲ့တရင်ကိုတင်ပြပေးပါမယ်။ဧပြီလ9ရက်နေ့မှာ10 20ခွန်ဆက်စင်ရေးကာလအတွင်းတိုက်ပွဲများကြောင့်ပျက်စီးခဲ့ရတဲ့လာရှုမျိုးကပြည်သူများရဲ့နေအိမ်များအတွက်တိုက်အိမ်လင်း7350ပြည့်အိမ်309လုံးအတွက်7သိန်းပေါင်း15450သိန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းလာရှုမျိုးပြည်내ထူထောင်ရေးဌာနကထုတ်ပြန်ထားပါတယ်။အခြားသောနေအိမ်ပျက်စီးမှုများစွာ ရှိတော်လဲနေအိမ်အလုံးစုံပျက်စီးသူကသာထောက်ပံ့ကြည့်ပေးမှဖြစ်ပြီးတော့စည်ရင်းမှာပါဝင်ပြီးအဝေးရောက်နေသူဖြစ်ပါကတပ်ဆိုင်ရာအုပ်ချုပ်ရေးရုံးများမှာအုပ်ချုပ်ရေးမှူးနေမြေမှူးများရဲ့ထောက်ခံချက်ဖြင့်တွားရောက်ထုတ်ယူနိုင်ကြောင်းကိုကံအုပ်ချုပ်ရေးတာဝန်ရှိသူတဦးရဲ့ပြောဆိုချက်ကိုထပ်မံထုတ်ပြန်ထားပါသည်။ငွေလက်ခံရရှိခဲ့ပါသည်။ဒါပေမဲ့ဒါကအဖြေမဟုတ်ပါဘူး။လာရှူအုပ်ချုပ်ရေးပုံစံကဘာဆက်ဖြစ်မှာလဲဆိုတာကိုပဲကျမတို့စိတ်ဝင်စားတာပါ။ကိုကံအနေနဲ့ကအခုထိတည်တည်ကြကြမပြောသေးပါဘူးလို့မြို့ကန်တဦးက PP Spring င်းကိုပြောဆိုထားပါရခင်ဗျာ ဆက်လက်ပြီးဖြူးမြူနယ်ကငလင်တန်ခန်းစားခဲ့ရတဲ့ကျေးရွာများရှိလန်ဒတာပြုပြင်ရန်နဲ့နေအိမ်အပြည့်စည်းများအတွက်ကူညီထောက်ပံ့တဲ့တရင်ကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းတောင်ကိုခရိုင်ဖြူးမြူနယ်အတွင်းမှာငလင်တန်ခန်းစားခဲ့ကြရတဲ့ကျေးရွာများရှိလန်ဒတာပြုပြင်ရန်နဲ့နေအိမ်အပြည့်စည်းများအတွက်ကူညီထောက်ပံ့ငွေများကိုအလှူရှင်များကစားတွားရောက်လှူဒန်းပေးခဲ့တယ်လို့ဖြူးမြူနယ်ပကဖကထုတ်ပြန်ထားပါတယ်။အေဗီလာ6ရက်နေ့ကဖြူးမြူနယ်ဇလုံးအုပ်စုတစ်ဖြူစိတ်ကျေးရွာကနေအိမ်ပြည့်စည်း58လုံးအတွက်တိုင်အိမ်တောင်လင်း9000ကျပ်နှုန်းဖြင့် qué? ¿Eh? 23သိန်း5000ကျပ်တစ်ဖြူစိတ်ရွာလေလမ်းမကြီးပြုပြင်ရန်အတွက်5သိန်းကျပ်နက်လောင်ရွှေကုန်းတရာပြုပြင်ရန်အတွက်4သိန်း5000ကျပ်နဲ့ကင်မုံချုံကျေးရွာအတွက်5သိန်းကျပ်တို့ကိုအလူရှင်များကိုစားဖြူမြို့နယ်ဘက်ကဖခွန်ရှစ်33 3အလာဝကစစ်ကြောင်း3933တောင်းပြူစစ်ကြောင်းနဲ့ဖြူမြို့နယ်လူသားစာနာတာဝန်ခံတို့မှတွားရောက်လူဒဏ်ပေးခဲ့တယ်လို့သိရပါတယ်အလူငွေများကိုစီလုံးချင်းတီအင်အားဖပတန်အခြေဆိုင်ထောက်ဖို့အဖွဲ့စေသိန်းပြပရောက်မြန်မာသိန်း20စေတနာရှင်များ ခုနှစ်သိန်း Roboter အဖွဲ့သိန်း40ငါးသိန်းကိုဖြူပါကဖားမှအသုံးပြုရန်ဒီပဥဆောင်တဲ့စီလုံးချင်းတီအင်အားမျိုးဆက်သစ်လူငယ်များအဖွဲ့သိန်း20စသဖြင့်လှူဒန်းပေးခဲ့ကြတာဖြစ်ပါတယ်။ကြန့်ရှိနေသေးတဲ့အလှူငွေများကိုလည်းငလင်တန်ခန်းစားရတဲ့အခြားခြေရွာများကိုဆက်လက်လှူဒန်းပေးသွားမယ်လို့အတည်ပြုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဖလန်းမျိုးကိုချင်းကြီးနောင်နဲ့ပူပေါင်းတပ်ဖွဲ့များတင်ပတ်ရရှိဟုဆိုတဲ့သတင်းကိုတင်ပြပေးပါမည်။ချင်းပြည်နယ်ဖလန်းမျိုးကစစ်ကောင်စီနောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ခလာရ268ကိုချင်းကြီးနောင်နဲ့ပူပေါင်းတပ်ဖွဲ့တွေတင်ပတ်နိုင်ခဲ့ပြီလို့စီအေးသတင်းရင်းမြစ်တွေထံမှသိရပါတယ်။အေဗီလာ9ရက်နေ့မနက်ပိုင်းမှာပဲတင်ပတ်နိုင်ပြီလို့သိရပြီးတော့လက်ရှိထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုလိုက်လံဖမ်းဆီးနေတယ်လို့သိရပါတယ်။ချင်းကြီးနောင်ပူပေါင်းတပ်တွေဟာဖလန်းမျိုးကိုထိန်းချုပ်နိုင်ဖို့အတွက်ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလအစပိုင်းကတည်းကထိုးစစ်ဆင်တိုက်ခိုက် ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမူတီယောခရိုင်နဲ့ခလလီထူခရိုင်မှာစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်များကြောင်းကလေးငယ်၂ဦးသေဆုံးက၈ဦးဒဏ်ရာရတဲ့တဲ့င်ကိုတင်ပြပေးပါမယ်။ကရင်အမျိုးသားအစည်းအရုံး KNU ကော်တူးလီအုပ်ချုပ်နေမြီမူတီယောခရိုင်နဲ့ခလလီထူခရိုင်မှာစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင်းကလေး၂ဦးသေဆုံးကအရက်သား၈ဦးဒဏ်ရာရခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။အေဗီလာ၂ရက်နေ့ညနေ4:22မိနစ်အချိန်မှာမူတီယောခရိုင်ဒွေလူးမြို့နယ်လေးဖိုးတာအုပ်စုနေကကျေးရွာကိုစစ် ကောင်စီကလေကြောင်းကနေဘုံသုံးလုံးချေချခဲ့ရမှာ၃လသားအရွယ်ကလေးတအူးနဲ့၁၂နှစ်အရွယ်ကလေးတအူးတည်ဆုံးခဲ့ပြီးတော့အသက်၁၀နှစ်အရွယ်ကလေးတအူးအပါအဝင်ဒေသခံပြည်သူ၃ဦးဒဏ်ရာရခဲ့ကနေအိမ်၃လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ခလွယ်လူထုခရိုင်စောတိမြို့နယ်မှာလည်းဧပြီလ9ရက်နေ့ညနေ3:52မိနစ်ခန့်ကစစ်ကောင်စီရဲ့ခလာရ164တရင်ကနေဟာဝေစာ၃လုံးပြက်ခတ်ခဲ့ရမှာဝိုင်းပြင်းရေးကြေးရွာတွေကိုကြားရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။လက်နက်ကြီးကြားရောက်ပေါက်ကွဲမှုကြောင့်ဒေသခံအမျိုးသား၃ 9ဦးနဲ့အမျိုးသမီး1ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာညောင်သားရဖုံးတော်ကြီးကျောင်းလေထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အလားတူအေဘီလာ၄ရက်နေ့နေ့လယ်၁၇:၂၄မိနစ်အချိန်မှာလေစစ်ကောင်စီရဲ့ခလာမ၃၅၁တပ်မှလက်နက်ကြီး၅လုံးပစ်ခတ်ခဲ့ရာစစ်ရှောင်များခိတ္တတင်းရှောင်နေရာဗဒဂုံးကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော့အမျိုးသမီး1ဦးဒဏ်ရာရခဲ့ပါတယ်။အေဘီလာ၁ရက်နေ့ညနေ၃နာရီခွဲကမ်းမှာလေစစ်ကောင်စီရဲ့ခလာရ83တက်ရင်ကနေ120မမတလုံးပြစ်ခတ်ခဲ့ရမှာကြောက်ကြီးပေါက်ရွာတဲ့ကြားရောက်ပောက်ကွဲခဲ့ပြီးတော့ နေအိမ်တလုံးပြက်စီးခဲ့သေးတယ်လို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးအကြံဘက်စီအုပ်စုကငလင်ဘေးအကြောင်းပြယာယီအပြည့်ရဲ့ကာလအပြည့်သက်မှတ်ကြောင်းထုတ်ပြန်ကြေညာထားတော်လေနိုင်ငံတော်မှရှိတဲ့တိုင်းနယ်ပြည်နယ်တချို့မှာနေစဉ်နေပါလေကြောင်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်လျက်ရှိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့စောင့်ကြည့်လေ့လာမှုများအရာအကြံဘက်စီအုပ်စုကငလင်ဘေးကေစီရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများကိုလှုပ်ဆောင်နိုင်ရန်ဟုဆိုကာအေဗီလာ၂ရက်နေ့မှစတင်က၂၂ရက်နေ့အထိကိုယာယီအပြည့်ရဲ့ကာလအပြည့်သက်မှတ်ကြောင်းထုတ်ပြန်ကြေညာထားတော်လေနိုင်ငံတော် န်းမှာရှိတဲ့တိုင်းနယ်ပြည်နယ်တချို့မှာနေ့စဉ်နေပါလေကြောင်းလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်လျက်ရှိတယ်လို့ဆိုပါရီ။ဧပြီလ၄ရက်နေ့ကကယားပြည်နယ်လွိုင်ကော်မြို့နယ်ရှိပီကင်းကောခူကျေးရွာကိုစစ်အုပ်စုကလေကြောင်းလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အရက်သား၅ဦးသေဆုံးခဲ့ပြီးတော့ထိုနေ့မှာပင်ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ကိုတိုက်လေရင်ဖြင့်ပုံကျဲခဲ့တာကြောင့်ခရီးရန်ဖျားကြောင်းတချောင်းအပါအဝင်လူနေအိမ်များပျက်စီးခဲ့ပြီးအရက်သားတချို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရီ။ဒါအပြင်ဧပြီလ၅ရက်နေ့ကရှမ်းပြည် ီနယ်နောင်ချူမြို့နယ်နဲ့ညောင်ရွှေမြို့နယ်တို့ကို၎င်း၊မကွေးတိုင်းပခုတ်ကူမြို့နယ်ကို၎င်း၊မန္တလေးတိုင်းမတရားမြို့နယ်ကို၎င်း၊စစ်အုပ်စုမှလက်နက်ကြီးလေးချောင်းများဖြင့်ပစ်ခတ်ခဲ့တာကြောင့်နေအိမ်20ကျော်ထိခိုက်ပျက်စီးခဲ့ပြီးတော့ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။အေဗီလန်6ရက်နေ့မှာလဲစကိုင်းတိုင်းဘူတလင်မြို့နယ်နဲ့ချောင်းဦးမြို့နယ်တို့ကိုစစ်အုပ်စုကဆက်တက်လေးထိဖြင့်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်းသိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမက်လစတုတ္တဘက်အတွင်စီကောင်စီတပ်ဖွဲ့ဝင်၁၄ဦးအလင်းဝင်ဖမ်းဆီးရမိတဲ့တရင်ကိုတင်ပြပေးပါမယ်။၂၀25ခုနှစ်မက်လစတုတ္တဘက်အတွင်မှာအလင်းဝင်လာသူနဲ့ဖမ်းဆီးခံခဲ့ရတဲ့စီကောင်စီတပ်သားနဲ့ပြည်သူစစ်14ဦးထိရှိခဲ့တယ်လို့ပြေဟ project ယခုတစ်ပတ်အစီအစဉ်ကနေဖော်ပြထားတာဖြစ်ပါတယ်။ပြည်သူပန်းတိုင်ရဲ့မှတ်တမ်းတွေအရမက်လ25ရက်နေ့ကနေ31ရက်နေ့အထိတနင်္သာရီတိုင်းစကိုင်းတိုင်း KNP ပြည်နယ်တို့ကိုစစ်သား7ဦးနဲ့စကိုင်းတိုင်းကပြည်သူစစ်2ဦးအလင်းဝင် လာခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်စကိုင်းတိုင်းအတွင်းစစ်ကောင်စီတပ်သား2ဦးကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်မင်းတရံမင်းစစ်သွေးနဲ့ Car Share တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။ခုဆက်လက်ပြီး Radio UNG ရဲ့ပြည်ရင်းသတင်းများကိုຫນွေဥမိုင်းကတင်ပြပေးပါမယ်ရှင်။ င်္ဂလာပါတော်ရရှင်များရှင်အခုချိန်ကစပြီး Radio UNG ရဲ့2025ခုနှစ်အပိလ၈ရက်နေ့မနက်ခင်းပြည်တွင်သတင်းများကိုတင်ပြပေးပါမယ်ကျွန်မအနွေဦးမိုင်းပါမြင်းငလင်ကြီးကြောင့်အများဆုံးထိခိုက်ခဲ့သည့်စကိုင်းမန်လေးနေပြည်တော်ကောင်းစီဘကိုးနှင့်ရှမ်းတောင်ဒေသများ၏ထိခိုက်ဆုံးရှုံးမှုအခြေအနေနောက်ဆက်တွဲ UNG ထုတ်ပြန်တဲ့သတင်းကိုဥစွာတင်ပြပေးပါမယ်2025ခုနှစ်ဧပြီလ9ရက်နေ့ထိ ထပ်မံရရှိသောစည်ရင်များအရစကိုင်းမြို့၏အနောက်မြောက်ဘက်16ကီလိုမီတာအကွာတွင်အင်အား9.3ဖြင့်လှုပ်ခတ်ခဲ့သည့်မြေငလင်ကြီးကြောင့်များဆုံးထိခိုက်ခဲ့သည့် စကိုင်းမာလင်နေပြည်တော်ကောင်စီဘကိုးနှင့်ရှမ်းတောင်ဒေသများ၏ထိခိုက်ဆုံးရှုံးမှုအခြေအနေများကိုအမျိုးသားရင်သွေး၏အစိုးရမှတင်ပြပါသည်။တေဆုံးသူလူအရေလက်ရှိအချိန်ထိ3550ဦးထိခိုက်ဒဏ်ရာရရှိသူ4689ဦးနှင့်ပျောက်ဆုံးသူ220ဦးရှိပြီးအခြေခံအဆောက်အအုံ 4603ခုဘာသာရေးအဆောင်အုံ9324ခု နေအိမ်များ32368လုံးနဲ့စာတင်ကြောင်း954ကျောင်းပြိုကျပျက်စီးခဲ့ပါတယ်ရှင်။ ဆက်လက်ပြီး150ကျိန်းမြောက်နိုင်ငံတကာပါလီမန်များငီလာခန်း၌ငလင်ဘေးတင်ပြည်သူများအားတိတိယောက်ယောက်ကူညီနိုင်ရေးအရေးကြီးအဆိုထိုင်းနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတို့ကတင်သွင်း၍ဆွေးနွေးမိတဲ့တင်ကိုတင်ပြပါမယ်150ကျိန်းမြောက်နိုင်ငံတကာပါလီမန်များငီလာခန်း၌ငလင်ဘေးတင်ပြည်သူများအားတိတိယောက်ယောက်ကူညီနိုင်ရေးအရေးကြီးအဆိုထိုင်းနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတို့ကတင်သွင်း၍ဆွေးနွေးမိအကြောင်းသိရပါတယ်မကြသေးမီကလှုပ်ခတ်ခဲ့သည့်အင်အားပြင်းငလင်ကြောင့်ထိခိုက်ခဲ့ရသည့်ပြည်သူများအတွက်ထိ ရောက်သောနိုင်ငံတကာပံ့ပိုးကူညီမှုများရရှိစေရေးအတွက်အရေးကြီးအဆိုတည်းရဲ့ emergency item ကိုအိနီချင်းထိုင်းနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတို့ကတင်သွင်းထားပြီးညီလာခံ၏အမှုဆောင်ကောင်စီအစည်းအဝေးတွေဆက်လက်ဆွေးနွေးသွားမယ်လို့သိရပါတယ်။ရင်းအရေးကြီးအဆိုအားယခုညီလာခံ၌ဆွေးနွေးအတီးပြုတ်နိုင်ရဲ့အတွက်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည်နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များနဲ့ဆွေးနွေးကာကြိုးပမ်းလှည့်ရှိတယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုတ်ကော်မတီကသတင်းထုတ်ပြန်ပါတယ်။ဥဇဘက်ကတ်စစ်စတန်နိုင်ငံဒတ်ကင်မြို့၌ရောက်ရှိ ှိနေသည့်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည်150ကျိမ်းမြောက်နိုင်ငံတကာပါလီမန်များငီလာခန့်နှင့်ဆက်ဆက်စည်းဝေးများသို့ဆက်လက်တက်ရောက်လှည့်ရှိရလို့သိရပါသည်။ငီလာခန့်ဒုတိယနေ့နှင့်တတိယနေ့တွင်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် အမှုဆောင်ကောင်စီအစည်းအဝေးများငီလာခန့်ဤ General Debate အစီအစဉ်အမြဲတမ်းကော်မတီအစည်းအဝေးများနဲ့ဆက်ဆက်ဆွေးနွေးပွဲများတို့ဆက်လက်တက်ရောက်ခဲ့ပါတယ်။ထို့ပြင် Belgium နိုင်ငံ၊ Japan နိုင်ငံတို့မှလွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနဲ့၎င်းဥရောပပါလီမန်ဒုတိယဥက္ကဋ္ဌတို့နဲ့၎င်းတခြားစီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါရဲ့ရှင်။ ဤတော်စုဝင်ကြီးဦးအောင်မျိုးမင်းကိုရီးယားနိုင်ငံလွှတ်တော်မှတ်များ၏ဖိတ်ကြားချက်အရကိုရီးယားသမ္မတနိုင်ငံအမျိုးသားလွှတ်တော်တွင်မြမရေးကြားနာဆွေးနွေးပွဲတည်ပြုလုပ်မိတဲ့တင်ကိုဆက်လက်တင်ပြပါမယ်။ဤတော်စုဝင်ကြီးဦးအောင်မျိုးမင်းကိုရီးယားနိုင်ငံလွှတ်တော်အမတ်များ၏ဖိတ်ကြားချက်အရကိုရီးယားသမ္မတနိုင်ငံအမျိုးသားလွှတ်တော်တွင်မြမရေးကြားနာဆွေးနွေးပွဲတည်ပြုလုပ်မိဖြစ်ကြောင်းသိရပါတယ်။လာမယ့်ဧပြီလ10ရက်နေ့မှာအချမ်းဘတ်စေအုစုဖန်တီးသည့်လူခွင့်ရေးချိုးပေါက်မှုများနဲ့တဘာဝမြင်းငလင်တန်းကြားကမြန်မာနိုင်ငံဆိုတဲ့ခေါင်းစဉ်နဲ့ကိုရီးယားလွှတ်တော်တွင်မှတင်ပြ ပြောဆိုမှုတစ်ခုကိုပြုတ်လုံမှာဖြစ်ပါတယ်အကျန်းဖက်ဆေးဥစုအာနာလူယူခဲ့တဲ့ကာလကစပြီးရတားပြည်သူတွေအပေါ်မှာကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုအဖြစ်ပြက်တွေအထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုတိုးတက်မြင့်မားလာတဲ့အခြေအနေတွေအပြင်အင်အားကြီးမြင်းငလင်ကြောင့်ထိခိုက်ဒေဆုံးခဲ့ရတဲ့အဖြစ်ပြက်တွေကိုမြေပြင်ကတင်ပြချက်များနဲ့အတူပြောကြားမှာဖြစ်ပါတယ်လို့လူခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမြင့်ကပြောကြားထားပါတယ် ဧပြီလ10ရက်နေ့ညနေ3:00နာရီချိန်တွင်ကိုရီးယားလွှတ်တော်အစည်းအဝေးခန်းမှ3:00နာရီစစ်တပ်ဖန်တီးသည့်လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့တဘာဝမြင်းကလင်တန်းကြားကမြန်မာနိုင်ငံခေါင်းစဉ်ဖြင့်ပြည်တော်စုဝင်ကြီးကရှင်းလင်းတင်ပြဆွေးနွေးပြီးဖြစ်ကကြားနာဆွေးနွေးပွဲကိုကိုရီးယားလွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌဤုံဆွန်းကဦးဆောင်၍ဤချေယောင်၊ဆော့ယောင်၊ဆော့ဘဟုံဘဲဤကအီလ်အမတ်များကအတူပါဝင်ကြမယ်လို့သိရပါတယ် အချမ်းဖက်စုပ်စုဖန်တီးတဲ့လူခွင့်ရေးချိုးဖောက်မှုတွေကြောင့်ဒုက္ခရောက်နေတဲ့ကြားတဲ့တဘာဝအမြင်ငလင်းတန်းကိုခံစားနေကြရတဲ့ပြည်သူတွေအပေါ်မှာဆက်လက်ပြီးလေးချောင်းတိုက်ခိုက်မှုလှုပ်ဆောင်နေတာလူသားချင်းစာနာမှုအကူအညီတွေကိုနှောက်ယှက်ဖို့ကျိုးပန်းနေတဲ့လောရက်တွေကိုတင်ပြပြီးကိုရီးယားလွှတ်တော်မှာတင်ပြပါမယ်။ဒါအပြင်ကိုရီးယားလွှတ်တော်ကိုရီးယားနိုင်ငံတော်အစိုးရတို့အနေနဲ့မြန်မာနိုင်ငံပေါ်ထားရှိလှုပ်ဆောင်တင်တော်မူဝါဒများကိုတင်ပြတိုက်တွန်းလှုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့ဝန်ကြီးကပြောကြားထားပါတယ်ရှင်။ ဒူးဝင်ကြီးဦးမော်ထွန်းအောင်ငလှင်ပေးတင်ပြီးသူများအတွက်လှူဒါန်းရင် Binance Verify အကောင့်ရှိသူများကိုအလှူ challenge လုပ်ရန်ဖိတ်ခေါ်တဲ့သတင်းကိုနောက်ထပ်တင်ပြပါမယ်။အမျိုးသားရင်ငွေရေးအစိုးရလက်ဆက်နဲ့စွိုင်းဝင်ကြီးဌာနဒူးဝင်ကြီးဦးမော်ထွန်းအောင်မှငလှင်ပေးတင်ပြီးသူများအတွက်လှူဒါန်းမှုတစ်ခုပြုတ်လုပ်ခဲ့လို့သိရပါတယ်။ Binance ကပိုက်ဆံပေးတယ်ဆိုတာ ဟုတ်တယ်မြန်မာအကောင့်ဆိုရင် BNB 50 USDT နဲ့ဆိုရင်ဒေါ်လာ53လောက်ရတယ်အခုအဲ့ဒါကို Spring Development Bank ထဲကို Polygon Network နဲ့လွှဲပြီး Spring Crown Fund လူဦးနွေထုရန်ပုံငွေကိုငလှည့်အတွက်လှူလိုက်ပါတယ်ကိုယ့်အထဲက Binance account ရှိသူတွေ verify user တွေကိုဒီအလှူ challenge လုပ်ပါတယ်လို့အသိပေးဆိုထားပါတယ်ရှင် အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာပြည်သူအပေါ်စေတနာလည်းမရှိသလိုပြည်သူကိုကုငိကဲဆဲဖို့ပြည်သူအကျိုးစီးပွားကိုဆောင်ရွက်ဖို့အရေးချင်းလည်းမရှိဘူးလို့ဆိုတဲ့သတင်းကိုနောက်ထပ်တင်ပြပါမယ်။အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာပြည်သူအပေါ်စေတနာလည်းမရှိသလိုပြည်သူကိုကုငိကဲဆဲဖို့ပြည်သူအကျိုးစီးပွားကိုဆောင်ရွက်ဖို့အရေးချင်းလည်းမရှိဘူးလို့ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလန့်ကဆိုပါတယ်။နှွေးဦးမှန်ကူကွက်များ episode 40မှာဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလန့်ကဆိုခဲ့ပါတယ်။ဒီလိုစစ်ခေါင်းဆောင်တွေပြည်သူအပေါ်စေတနာ န္တရာလည်းမရှိပြည်သူကူကူညီကယ်ဆယ်ဖို့ပြည်သူအကျိုးစီးပွားကိုဆောင်ရွက်ဖို့အရေးချင်းလည်းမရှိအစွမ်းအစာလည်းမရှိတဲ့သူတွေတိုင်းပြည်အာဏာကိုဆက်ယူထားသေးတော့ဒီလိုဖြစ်ဆိုမျိုးကျွန်တော်တို့ပြည်သူတွေဆက်ကြုံနေကြရအောင်ပါပဲဒါကြောင့်ငလှင်တန်းတင်ပြည်သူတွေကိုကုတလို့ပဲကျွန်တော်တို့ရဲ့တော်လှန်ရေးဥတီချက်ဖြစ်တဲ့ဒီစစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးဆိုတာကိုလည်းမြစ်ချေမပြတ်ဆက်လုပ်ဖို့လိုပါတယ်လို့ဆိုပါတယ်မတ်လ28ရက်နေ့မွန်လွယ်ပိုင်းစကိုင်းမြို့ကိုဗဟိုပြုတ်ရေလှုပ်ခတ်ခဲ့သောအင်အား9တက်တမ9 နှစ်အဆင့်ရှိအင်အားပြင်းငလင်ကြောင့်တေဆုံးထိခိုက်နေနာသူလူဦးရေထောင်နဲ့ချီရှိခဲ့ပြီးအကြမ်းဖက်စစ်တပ်ဟာလူထုကိုကယ်ဆယ်ရန်ပြက်ကွက်ခဲ့ပါရရှင်။စကိုင်းနဲ့မန်လေးစီပို့ဆောင်တဲ့ WFP ရဲ့ရိတ်ခတင်ကားတွေကရန်ကုန်ကနေနေစဉ်ထွက်ခွာလက်ရှိပြီးဘကိုးတိုင်းအတွင်းရှိငလင်ဘေးတင့်သူများအားအရေးပေါ်ကူညီထောက်ပံ့မှုပစ္စည်းတွေကိုပြန့်ဝေပေးလက်ရှိတဲ့တဲ့ရင်ကိုနောက်ဆုံးတင်ပြပါမယ်။ ငလှင်ပေးတံတင်ခဲရတဲ့စကိုင်းနဲ့မန်လေးစီပို့ဆောင်ဖို့ WFP ရဲ့ရိတ်ခါတင်ကားတွေကရန်ကုန်ကနေနေစင်ဆိုတလို့ဆက်လက်ထွက်ခွာလက်ရှိကြောင်း United Nation မြန်မာမှသတင်းထုတ်ပြန်ပါတယ်ငလှင်တံကိုအစိုးရဆုံးထိခိုက်ခံစားခဲ့ရသူများကိုကူညီပေးဖို့အတွက် WFP မှာအားဖြင့် biscuit စုစုပေါင်း metric ton 200ကျော်ရှိပြီးနိုင်ငံအတွင်းတူလောင်ထားတဲ့စားနပ်ရိတ်ခါမျိုးမျိုး 9000 metric ton လဲအသင့်ရှိနေလို့ဆိုထားပါတယ်။ WFP ဟာငလင်ဘေးတုံ့ပြန်မှုလုပ်ငန်းပထမအဆင့်အနေနဲ့လူဦးရေပေါင်းတသိန်းကိုအရေးပေါ်စားနပ်ရေးခါထောက်ပံ့တွေဖြန့်ဝေပေးနိုင်ဖို့ရည်မှန်းထားတယ်လို့သိရပါတယ်။ မလင်းကြောင့်ဘေးသင့်ခဲ့ရတဲ့ဒေသတွေထဲမှာဘကိုးတိုင်းလဲပါဝင်ခဲ့ပြီးအိမ်တွေအခြေခံဆောက်အုံတွေပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ရကြောင်း UNHCR အနေနဲ့ထူဒေသရှိမိသားစုတွေပြန်လည်ထူထောင်နိုင်ဖို့ဆိုလာမီအိမ်တွေပါဝင်အရေးပေါ်ကူညီထောက်ပံ့မှုပျက်စီးတွေကိုပြန်ဝေပေးလက်ရှိပါတယ်လို့ဖော်ပြပါတယ်ရှင်အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG တင်းထောက်မင်းတီဟန်မင်းစစ်သွင်းနဲ့ Cashel တို့ကပေးပို့ထားတာဖြစ်ပါတယ်ရှင် မွေးကလူနာများတွင် သွေးခဲမခဲသိရှိနိုင်ရန် 20-minute whole blood clotting test 20WBCT လုံဆောင်ပုံအစဉ်စဉ်အသုံးပြုမိ test tube သည်ဖန်ဖြစ်ရမည် plastic မဖြစ်ရပါ၆တွေ့တန်ရှင်းရမည်အသစ်ဖြစ်သင့်သည်ကြီးချွတ်ဆေးဆက်ပြာစသည်တို့နှင့်ဆေးထားပါကအပြည့်မှားနိုင်သည်အကယ်၍ test tube မရှိပါကတခါသုံးဖန်ပလင်းများသာအသုံးပြုရန်တိုက်တွန်းပါသည် မရှိပါကစားရည်နှင့်ပြုတ်ပြီးလေးအချောက်ခံရသော တန်ရှင်းသည့်ဘိုးသက်စီပလင်းကုန်များကိုတုံလိုက်သည်။သူ၏ 2cc ကန်ကိုဖောက်ပြီးဖန်ပလင်းသို့မဟုတ် test tube တဲ့သို့ထည့်ပါ။မိနစ်20ငြိမ်အောင်ထောင်ထားပါမလှုပ်ရပါ။မိနစ်20ပြည့်လျင် test tube ကိုညှင်းသားစွာအထက်အောက်ပြောင်းပြန်လှည့်၍သွေးခဲမခဲကြည့်ပါ။တခါတည်းမိနစ်30ထက်ကျော်သွားပါကခဲပြီးသားသွေးသည် အရေးပြန်ပြောသွားနိုင်သည်။ထိုအခါအဖြေမှားနိုင်သည်ထို့ကြောင့်မိနစ်20တိတိတွင်အဖြေဖတ်ပါသွေးခဲသည် clot task 2ကိုညှင်သာစွာအထက်အောက်ပြောင်းပြန်လှန်သောအခါသွေးများစီးကျမလာပါကသွေးခဲသည်မိနစ်20ပြည့်လျင်သွေးခဲပေါ်တွင်သွေးရည်ကြီးတက်နိုင်သည်ထိုသွေးခဲအပေါ်ရှိသွေးရည်ကြီးများစီးကျတော့လဲသွေးခဲသည်ဟုမှတ်ယူနိုင်သည်သွေးမခဲပါ non clot task 2ကိုညှင်သာစွာအထက်အောက်ပြောင်းပြန်လှန်သောအခါသွေးများစီးကျလာပါကသွေးမခဲပါအဖြေမသေးကြပါကပုံမှန်လူ control တယောက်တန်မှသွေးဖောက်ယူ၍ 20wbcd လုတ်ချင်းဖြင့် လူနာ patient နှင့်နှိုင်းရှင်နိုင်ပါသည်မိနစ်20တွင်ပုံမှန်လူ control ဤသွေးခဲသွားပါကလူနာ patient ဤသွေးမခဲခြင်းသည် non cloud ဖြစ်ပါသည်မိနစ်20တွင်နှစ်ယောက်လုံး patient and control ရဲ့သွေးခဲပါက cloud ဖြစ်ပါသည်မိနစ်20တွင်ပုံမှန်လူ control ဤသွေးမခဲပါကလူနာဤ20 wbct အဖြေကိုမယုံကြည်နိုင်ပါအသုံးပြုသော test tube ဤပြဿနာဖြစ်နိုင်သည် test tube မချောက်ရည်တော့၎င်း test tube ကိုဆက်ပြသောမဟုတ် ရေချိုဆင်းနှင့်ဆေးထား၍တော့၎င်းဖြစ်နိုင်သည်20 WBCD ကိုထပ်မံ၍လုပ်ရန်လိုအပ်သည်20 WBCD မွေစိတ်ဖြည့်စင်မထိုးဘဲစောင့်ကြည့်သည့်အခါများတွင်ပထမ12နာရီအချိန်တွင်2နာရီကြား6ချိန်လုပ်ရမည်ဖြစ်ပြီးကျန်သည့်12နာရီတွင်4နာရီကြား3ချိန်စစ်ဆေးရမည်စောင့်ကြည့်သည့်အချိန်တွင် မြည်သည့်အချိန်မဆို20 WBCD သွေးမခဲခြင်းစစ်ဆေးတွေ့ရှိပါကမွေစိတ်ဖြည့်စင်ထိုးရန်စဉ်းစားရမည်ဖြစ်ပါသည်မွေစိတ်ဖြည့်စင်ထိုးထားပါက ရေပုံရအဖြစ် ထိုးပြီး6နိုင်ကြာမှသာ 20WBCD ကိုပြန်စစ်ဆေးရမည်ဖြစ်ပါသည်အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနရေဒီယို UNG မှာဆက်လက်အသံလွှင့်ပေးနေပါတယ်ယခုတကနာဆင်ရမှာကတော့တော်လှန်ရေးကဗျာကဏ္ဍအစီအစဉ်ဖြစ်ပါတယ်ညနာညံရေးဖွဲ့ထားတဲ့ ကြေကွဲလူငယ်ဆိုတဲ့ကဗျာကိုနှွေဦးမှုကခန်းစားရွက်ဖတ်ထားပါရရှင်ကြေကွဲလူငယ်ကွဲကျဲနေတဲ့လမ်းကိုရွေးပြီးမှနာနာကျင်ကျင်ဖြတ်နှင်းလို့ရှောက်ရဒူးမထောက်ဘူးလက်မမြောက်ဘူးခစ်ကိုဖီဆန်နဲ့ခမိုက်မိုက်အသွင်ပြင်စပင်အရှိကြီးစတုံးထုံပြီးထိုးကွင်းအစာတက်တူးများထက်မြက်မှုဆိုတာအုံနောက်အတွင်းမှတာ စီစင်းလာတာမဟုတ်နှလုံးသားရဲ့အနက်ဆိုင်ထဲမှာယူစီးကြနေတဲ့သွေးဆက်တွေက ကြေကွဲရငိုယိုနေတဲ့မျက်ရည်တွေကပူလောင်ရပိတ်လောင်မွန်းချက်မှုတွေကအသက်ရှူကြရအသေးတစ်ခါကွဲရတာထက်ဆိုးလှတဲ့ဘဝကြီးစံတတော့ရဲ့ပြုံမြင့်ခြင်းနဲ့အသက်တည်းရဲ့ကြီးလာခဲ့ရ စကုတ်နယ်ပယ်တွေကျေလာသမျှလောကလူပေါင်ဟာချင်းမြောင်းလာခဲ့ပေါ်စီးစင်းနေတဲ့လူငယ်တူအတံမှာကျေးနန်းစာတွေက ကောက်ချောင်းများအဖြစ် လေးလံတဲ့ဝန်တာတွေထမ်းပြီးလှမ်းခဲ့ရတဲ့လမ်းမှာတာဝန်တွေကိုစီရှိခဲ့ကြရသမျှငါတို့အတွက်ငါတို့ပဲရှိတဲ့ကြေခွဲစရလူငယ်များညာနာညာ က်လက်ပြီးတယ်လီကျမ်းမာကဏ္ဍအစီအစဉ်ကနေကလေးငယ်များနဲ့ငလင်ကြောက်စိတ်ဆိုတဲ့အကြောင်းကိုနားဆင်ကြားရမှာဖြစ်ပါရဲ့ရှင်။တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါရစေ။အားလုံးပဲမင်္ဂလာပါ။ကျမဒေါက်တာလှထုံပါ။ဒီနေ့မှာတော့ကလေးငယ်နဲ့ပတ်သက်တဲ့ငလင်ကြောက်စိတ်အကြောင်းကိုပြောပြပေးချင်ပါတယ်။ငလင်တန်ကိုတွေ့ကြုံခန်းစားလိုက်ရတဲ့ကလေးငယ်တွေဟာငလင်နဲ့ပတ်သက်တဲ့ကြောက်ရွံ့စိတ် ဆိုရင်ပူပန်စိတ်တွေကသူတို့ရဲ့သိစိတ်ထဲရောမသိစိတ်ထဲမှာပါကဲအောင်သွားတတ်ကြပါတယ်။ဒါ ው မိဘတွေအနေနဲ့အုတ်ထင်းသူတွေအနေနဲ့မှန်ကန်တဲ့နီလန်းနဲ့ဖြည့်လျှော့ပေးနိုင်မှုလိုပါတယ်။အထူးသဖြင့်ငယ်ရွယ်တဲ့ကလေးတွေကသူတို့ရဲ့ခံစားချက်ကို ပြောပြဖို့ခက်ခဲနိုင်ပါတယ်။ဒါကြောင့်အုတ်ထင်းသူတွေအနေနဲ့ကလေးရဲ့စိတ်ကိုဘယ်လိုနားလည်ပေးမလဲဘယ်လိုဖြည့်လျှော့ပေးမလဲဆိုတော့လွယ်ကူပြီးအလုပ်ဖြစ်တဲ့နီလန်းလေးတွေကိုမျှဝေပေးခြင်းပါတယ်။ ဒီနေရာမှာအုတ်ထင်းသူလို့သုံးနှုန်းတာမိဘဘိုးဘွားဆွေမျိုးဆရာဆရာမအားလုံးဆိုလိုတာဖြစ်ပါတယ်။ကလေးငယ်တွေမှာငလင်ကြောက်စိတ်ကို ဖြစ်လျှော့ပေးနိုင်ဖို့ဆိုရင်ပထမဆုံးအနေနဲ့ကလေးရဲ့ခံစားချက်ကို အရင်လက်ခံမိပါ။မကြောက်နဲ့ဘာမှဖြစ်ဖို့ဆိုတာမျိုးမပြောပါနဲ့။အဲ့ဒီစားဟုတ်တယ်ငလင်ဆိုတာကြောက်စရာကောင်းတယ်။ဒါမဲ့အခုပြီးသွားပါပြီဆိုပြီးတော့သူရဲ့ခံစားချက်ကိုအတိမတ်ပြုဝေးပါ ောက်တစ်ချက်ကတော့အမှန်တိုင်းပွပွင့်လင်းလင်းပြောပြပါခလေးတွေရဲ့အသက်အရွယ်နဲ့နားလည်နိုင်စွမ်းပေါ်မူတည်ပြီးငလင်ချောင်းကိုရှင်းပြပေးပါဥပမာဆိုရင်ငလင်ဆိုတာမြေကြီးကလှုပ်တာအဲ့လိုမျိုးပေါ့နော်ရိုးရိုးရှင်းရှင်းရှင်းပြပေးပါငလင်ကဘာကြောင့်ဖြစ်တာလဲဘလို့ဖြစ်တာလဲဆိုတာကိုလေခလေးရဲ့နားလည်နိုင်စွမ်းနဲ့ကိုက်ညီရဲ့အတုံးနှုံးနဲ့ရှင်းပြပေးနိုင်ပါတယ်ငလင်ချောင်းကြောက်လန့်တုန်လှုပ်သွားတာတဘာဝပဲဆိုတာကိုလေခလေးကိုပြောပြပေးပါခလေးကမိကုန်းနေမေးလာရင်လေ စိတ်ရှိလက်ရှိနဲ့ဖြစ်ကြပေးပါ။နောက်ပြီးခလေးကိုလုံခြုံမှုခံစားရအောင်ပြုလုပ်ပေးပါ။ဥမာငလင်းဆိုတာမြကြီးကလှုပ်တာနော်။ဒါမဲ့အခုနေရဲ့အိမ်ကခိုင်ခန့်နေ။ဖေဖေတို့မမေတို့မိသားစုအတူရှိနေတယ်။ဘာမှမဖြစ်အောင်ကာကွယ်ပေးမယ်။စရဲအပြုတ်သဘောဆောင်တဲ့စကားကြီးပြောပေးပါ။နောက်ပြီးကိုနေထိုင်တဲ့နေရာမှာပဲလုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်ဖန်တီးပေးပါ။ငလင်းလှုပ်တဲ့အခါဘယ်လိုလုပ်ရမလဲဆိုတာကိုသိကျင်ပေးပါ။ ိမ်မှာငလင်လောက်ရင်ဘယ်နေရာမှာပုံရမယ်ဘလို့ကာကွယ်ရမယ်ဆိုတာပြတာပါဥမာကလေးနဲ့တူတူအန်ရဖြစ်လာရင်ဘလို့လောက်ရမလဲဆိုရက်ဂိမ်းလေးတွေကစားတာမျိုးကစားရင်းနဲ့တင်ပေးပါဥမာ အန်ရဖြစ်လာရင်ခေါင်းကိုကာပြီးတော့စပွဲအောက်ကိုဝင်မယ်အဲ့လိုမျိုးပေါ့နော်ဂိမ်းလေးကစားပေးပါနောက်ကလေးနဲ့အရေးပေါ်ဖြစ်လာခဲ့ရင်တဲဝါမယ်ကြောပွဲအိတ်ကိုအတူတူပြင်ဆင်ပြီးတော့ဗမာထားရမယ်ဆိုတာကိုလည်းကလေးကိုတင်ပေးပါကလေးတွေရဲ့ပေါ့နော်ကြောက်စိတ်ကိုရှော့ချပေးဖို့အတွက်ဆိုရင် အိမ်မှာလုံခြုံတဲ့နေရာလေးတစ်ခုဖန်တီးပေးပါအဲ့နေရာလေးမှာသူတို့ရဲ့အကြိုက်ဆုံးအယုတ်လေးတွေစောင်းလေးတွေစာအုပ်လေးတွေအတူထားရပေးပါနောက်အရေးကြီးတဲ့ချက်ကတော့အုတ်ထင်းသူကိုယ်တိုင်ကစိတ်တည်ငြိမ်အောင်ထိမ့်သိမ့်ပါကလေးတွေရှိမှမိဘတွေကစိတ်တည်ငြိမ်အောင်နေထိုင်ပါကလေးတွေရဲ့ကြောက်စိတ်ကိုလည်းနားလည်ပေးပြီးတော့သူတို့စိတ်သက်သာအောင်ပြော့ပြပေးပါကလေးကိုပေါ့နော်ပွေးဖက်ပေးမယ်နန်းရှုပ်ပေးမယ်အဲ့လိုမျိုးပေါ့နော်ကလေးကိုကချစ်ခင်တဲ့ဆိုတာကိုပြတ်တာပေးပါကလေးနဲ့တူ တချင်းဆိုတာပုံမြင်ပြပြပေးတာတူတူကစားတာမျိုးလုပ်ပေးပါ။နောက်ကလေးကိုပေါ့နော်ပုံဆွဲခိုင်းတာတို့ဆေးရောင်စုံချက်ခိုင်းတာတို့ကလည်းကလေးရဲ့စိတ်ကိုတင်ငြိမ်စေပါတယ်။နောက်ချက်ကတော့ကလေးရဲ့သူနေ့စဉ်လုပ်နေကြပေါ့နော်နေ့စဉ်လှုပ်ဆောင်မှုလေးတွေကိုပြန်လဲထူထောင်ပေးပါ။ခုလို ငလင်လိုမျိုးပေါ့နော်ရုတ်တရက်စိတ်ထိခိုက်မှုကိုကြုံတွေ့ရတဲ့ကလေးတွေကအိတ်ချင်းပြတ်တာစားချိန်မမှန်တာဖြစ်တတ်ပါတယ်။ဒါကြောင့်သူ့ရဲ့အိတ်ချင်းစားချိန်ကစားချိန်တွေကို တဖြည်းဖြည်းနဲ့ပုံမှန်အတိုင်းဖြစ်အောင်ကူညီပေးပါဒါဆိုရင်ဘယ်ချိန်မှာပေါ့နော်ဆရာဝန်နဲ့အထူးကုနဲ့တိုင်ပင်တင်လဲဆိုရင်တော့ဒီငလင်တန်ကိုပေါ့နော်တွေ့ကြုံလိုက်ရတဲ့ကလေးငယ်ကရက်သက်တစ်ပတ်နှစ်ပတ်ကျော်တဲ့အထိအိတ်မပြောဘူးအစားတောက်တွေပြတ်မယ်ကြောက်လန့်နေမယ်သူကပြီးရောပေါ့နော်အရင်ထက်ဆိုင်စကားကနည်းလာမယ်အရင်ကသူကြိုက်တယ်ပေါ့နော်သူလောက်ရကြိုက်တဲ့အရာတွေကိုလည်းစိတ်မဝင်စားတော့ဘူးဆော့ကစားမျိုးလည်းမရှိတော့ဘူးဆိုရင်တော့ကလေးထုတ်ကိုဆရာဝင် ဒါမှမဟုတ်စိတ်ကျမ်းမာရေးအထူးကိုရည်နဲ့တိုင်ပင်မှုလိုအပ်ပါတယ်။မိဘတွေအုတ်ထင်းသူတွေရဲ့စိတ်တည်ငြိမ်မှုကကလေးအတွက်တော့အရေးကြီးဆုံးအချက်ပါပဲ။ကိုရိုင်းကစိုးရင်ပူပန်နေကလေးကပို့ပြီးတော့ကြက်တက်ပါတယ်။ဒါပြင်ကလေးကိုပေါ့နော်။ဒီထိတ်လန့်နေတဲ့အခြေအနေကနေအတင်းကြော်ပြတ်ခိုင်းတာမျိုးမလုပ်ပါနဲ့။ဖိအားမပေးပါနဲ့။မလောပါနဲ့။တဖြည်းဖြည်းပြန်ကောင်းလာဖို့အချိန်ပေးပါ။သူတို့ကိုနားလည်ပေးပြီးအတူတူရှိနေတယ်ဆိုတဲ့အသည့်လေးနဲ့ပဲသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ကျမကတော့ဒေါက်တာလထုံပါ။ကျမတို့ရဲ့တယ်လီဂျမ်းမှာမှာလဲငလင်ကြောင့်လက်တလော ထိခိုက်တံရအရေးပေါ်စေကူတာဆွေးနွေးမှုတွေနဲ့စိတ်ကျန်းမာရေးဆွေးနွေးကူတာမှုတွေပေးနိုင်ဖို့အတွက်တယ်လီဂျမ်းမှာဝန်ဆောင်မှုတွေကိုမြန်မာစံတော်ချိန်မနက်၈နာရီမှည၁၂နာရီထိအချိန်တိုးပြီးဖွင့်လှစ်ကူတာပေးလျက်ရှိပါတယ်။မြန်မာပြည်သူပြည်သားများအားလုံးစိတ်ရောကိုယ်ပါကျန်းမာပြီးစစ်အာဏာရှင်စနစ်ဆိုးအောင်မှာ မြန်ဆုံးလွမြောက်ကြပါစေ။ယခုတခါနားဆင်ရမှာကတော့တော်လှန်ရေးတေဂီတာအစီအစဉ်ကနေစောင်းဦးလှန်ရေးသားထားပြီးရှိရှိတည်ဆူထားတဲ့အရှုံးမပေးခြင်းဆိုတဲ့တေသချင်းကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်။တင်ပါ

တွေ့ချကြမယ်ဒုက္ခဘာမြင်နာကတွေ့လာဘူးဒါဝင်ကိုစီကိုကြိုးစုံကြိုးစားရှေးဆက်အုံကြီးစွာရှုံးပေးချေပေါ်နော်တငယ်ချင်းမင်းပြောင်းမပြတ်ခရီးဆက်သွားလူဝဆူရာဒူဘဲတခါတည်းရခက်ခဲများတဲ့တွေ့ Anh cho chare mi tatti shi mà malai စီနေကိုခေတ္တရန်နာလိုက်ပါမယ်ရှင်မြန်မာစံတော်ချိန်မနေ့၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်မှာပြောင်းလဲဆိုပြကြပါလို့ရှင်ရေဒီယိုအန်ယူဂျီကိုမနေ့ပိုင်း၈နာရီခွဲမှာလိုင်းတူ60မီတာ19.7 MHz ခုခုမဂါဟတ်ဇ်နဲ့ညပိုင်း၈နာရီခွဲမှာလိုင်းတူ95မီတာ17.9 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်စင် မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ရဲ့ဖွင့်သူဖွေသားများကဆုတောင်းလိုက်ရပါတယ် San Francisco Bay Area အခြေဆိုင်မြန်မာမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြရတဲ့ Radio NUG ဖြစ်ပါရဲ့ရှင်။အရေးတော်ပုံအောင်ရမည်။